မန္တလေးမြို့မှာမီးသိန်းဓာတ်ငွေထွက်လို့ပြည်သူပေါင်းသိန်းချီဒုက္ခရောက်ရမယ့်အနေအထားမှာရှိနေတာကြောင့်ပြည်သူတွေကယူဆိုင်ကြဖို့အတွက်အရေးပေါ်ပဲတင်ဆက်ပေးလိုက်ပါရီဒီကနေ့မှာတော့မန္တလေးမြို့မှာမိုးကြီးရေကြီးခြင်းနဲ့အတူငလေငေတွေလေသုံးသမအထက်လေးသမအထက်ကိုတောက်လျှောက်လုံနေတာဖြစ်တဲ့အတွက်မန္တလေးတရားခွန် F land monohari မြောက်ဘက်မှာဒီနေ့မိုးရွာခြင်းနဲ့ငလေငေလေးတွေတော့တောက်လျှောက်လုံခြင်းတို့ကြောင့်မီးသိန်းဓာတ်ငွေများပြန့်လွန့်ပြီးတော့ မိထတောင်းနေကြောင်းသိရပါတယ်။ဒါကြောင့်မလို့အခုကျွန်တော်ဖော်ပြထားတဲ့ဗီဒီယိုဖိုင်မှာအတိုင်းပါပြီ။ပြည်သူတွေဟာအလူရဲ့အယံကိုထိတ်လန့်နေပြီးတော့ထွက်ပြေးသိမ်းရှောင်မှုတွေလုပ်နေရကြောင်းကျွန်တော်အနေနဲ့တွေ့ရပါတယ်။နော်။ဆိုတော့မိသိမ်းဓာတ်ငွေကအင်မတန်မှအန္တရာယ်ရှိပါတယ်။ဘဝင်ကြီးလောက်ကပြီးသွားတဲ့အခါမှာမိသိမ်းဓာတ်ငွေကထွက်လာတတ်ပါတယ်။နော်ကျွန်တော်တို့မိသိမ်းဓာတ်ငွေထွက်ရခြင်းအကြောင်းကြီးကိုနော်တိတိကျကျပြောရမယ်ဆိုရင် ူမိပေးရဆိုင်ရာအခြေခံတွေနဲ့ပြောရမယ်ဆိုရင်ငလင်လှုပ်ခြင်းဟာမြောက်မှာရှိတဲ့နော်ကြောက်လွှာများရွေးလျားမှုကြောင့်ဖြစ်ပြီးအဲ့ဒီဖြစ်စဉ်မှာအဲ့ဒီအောက်မှာရှိတဲ့နော်သဘာဝဓာတ်ငွေအိုင်တို့မဟုတ်မိသိန်းပဝင်တဲ့အနယ်နှစ်များနဲ့ထိတွေ့ကဓာတ်ငွေများမြေပြင်ကိုစိမ့်ထွက်လာခြင်းပင်ဖြစ်ပါတယ်။ဥမာအနေနဲ့ကျွန်တော်တို့2008ခုနှစ်မှာဆူနာမီဖြစ်စဉ်မှာမြေအောက်ဓာတ်ငွေများစိမ့်ထွက်မှုကိုအင်ဒိုနီးရှားနိုင်ငံမှာကျွန်တော်တို့နေနဲ့တွေ့ရပါတယ်။ဆိုတော့မန္တလေးမှာအခုနော် ထွက်ပြီးတော့မီးလောင်မှုတွေဖြစ်နေတဲ့မီးသိန်းဓာတ်ငွေရဲ့နောက်ဆက်တွဲတော့ဆူဂျိုးတွေကဘလို့တွေဖြစ်နိုင်မလဲနော်မီးလောင်ခြင်းပောက်ွက်ခြင်းဖြစ်နိုင်ပါတယ်နော်မီးသိန်းဟာအလွယ်တကူမီးဆွဲနိုင်တဲ့ဓာတ်ငွေဖြစ်တာကြောင့်ဆက်ဆက်တန်လိုက်လိုင်းများသို့မဟုတ်မီးပွားများနဲ့ထိတွေ့ပါကမီးလောင်မှုအန္တရာယ်ဖြစ်နိုင်တယ်လေတုညဉ့်ညံ့ခြင်းနော်မီးသိန်းဟာဖန်လုံအိမ်ဓာတ်ငွေတမျိုးဖြစ်ပြီးရာသီဥတုပြောင်းလဲမှုကိုပုံမဆွေးရစေနိုင်ပါတယ်ကြာမကြီးဆိုင်ရာတည့်ရမှုများလေးဖြစ်နိုင်ပါတယ်မီးသိန်းဓာတ်ငွေကိုရှိရှိုက်မိပါကအသက်ရှင်လမ်းကြောင်းဆိုင်ရာပြဿနာများဖြစ်ပေါ်စေပါတယ် ဒါကြောင့်မလို့ပြည်သူတွေအထူးကြီးဆိုင်မှာရပါမယ်။မန္တလေးမှာတော့အခုတောက်လျှောက်နှောင်းကလေးငယ်တွေလေတောက်လျှောက်လုံနေသေးတယ်။ဒီတခါကျတော့မိုးရွာခြင်းမိုးကြီးခြင်းတောက်လျှောက်ကိုဖြစ်ပေါ်တယ်။ဆိုတော့ပြည်သူတွေကြီးဆိုင်ကြပါဘူး။နော်မိသားညွဲထွက်ပေါ်လာပြန်ပြီ။ပြည်သူမောင်းသိန်းချီနော်ဒုက္ခရောက်နိုင်တယ်။ဆိုရိတ်ခါကျတော့နော်ဘေးလို့ရရှောင်ကြပါနော်။မိလောင်မှုတွေဖြစ်ပေါ်နိုင်တယ်နော်။အရေးပေါ်ကြီးဆိုင်ကြပါလို့ဒီကနေ့ပဲတိုက်တွန်းပြစီပြ